ဒီနေ့ကျွန်တော်ခံယူမယ့်နှုတ်ကပတော်ရဲ့ခေါင်းစဉ်ကတော့ reinstate your faith တင့်ယုံကြည်ခြင်းကို ပြန်တည်စေပါဥမာအိမ်တအိမ်ကိုကျွန်တော်တို့ငားတယ်ဆိုပါတော့သဘောတင်ရတယ်အိမ်ငားတွေစာချုပ်ကုန်သွားတဲ့ခါမှာပြန်အပ်တဲ့ချိန်မှာအိမ်ရှင်ကလာစစ်ဆေးတယ်အရင်တိုင်းပြန်ဖြစ်ရလားခေါ်တယ်ဝဲစင်သေးဆိုခေါ်တဲ့တော်ရုံတောင်ပြတ်တာတော့တို့လက်ခံပေမဲ့အရင်ကြီးယိုယွင်းသွားတယ်ဆိုရင်တို့ကစဉံမအမ်းတော့ဘူးအ ਨੇ စုံကျွန်တော်တို့တချို့ကိုနှုတ်လိုက်တာကိုခံရတယ်ဒါကြောင့် reinstate ဆိုတဲ့ခါမှာငကိုလိုပြန်ဖြစ်ဖို့အတွက်ကျွန်တော်တို့ပြန်ပြီးတော့မှလန်းဆန်းဖို့ပြန်ပြီးတက်ကြွဖို့ပြန်ပြီးတော့တစ်လွင်ဖို့ရန်အတွက်လူတွေကစ조사တယ်ဇေယားကိုကျွန်တော်တို့အန်တူလို့မရတဲ့အတွက်ဘယ်တော့ပဲနှုတ်ပြချင်းချင်းတစ်ခါလေမှာတော့ကျွန်တော်တို့ဇေယားကအမိလိုက်လာတဲ့ချိန်ရှိနိုင်ပါတယ်ဒါပေမဲ့အပြင်ပိုင်းကိုပြောတာမဟုတ်ဘဲနဲ့အတွင်းမှာရှိတဲ့တင်းရဲ့ယုံကြည်ခြင်းကတော့မနေ့ကယုံကြည်ခြင်းဒီနေ့ယုံကြည်ခြင်းမနေ့ပြန်ယုံကြည်ခြင်းအများနဲ့တောက်လောင်ဖို့ရည်ကြည်တယ်ဟာလေလုယား ယေရှုကရှင်လူကာခရစ်ဝင်ခန်းကြီး18မှာလူသားတွေပြန်လဲကြွလာတဲ့ခါမှာမြေကြီးမှာတဲ့ကျွန်တော်တို့အားလုံးတည်းမှာသူမြင်ခြင်းဆုံးကယုံကြည်ခြင်းပဲဖြစ်တယ်ဘေးမှာရှိတဲ့ပြောင်းဖျားမြင်ကျင်တဲ့ယုံကြည်ခြင်းရှိပါစေလို့ပြောရအောင်ဟာလေလုယာဟေပြေဝါရစာခန်းကြီး7အငယ်1မှာယုံကြည်ခြင်းသည်မျော်လင့်သောຢာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောຢာတို့ကိုတိမတ်ဆွဲလန်းခြင်းကြောင့်ဖြစ်၏အဲ့တော့မမြင်သေးတဲ့ຢာကိုယုံကြည်ရင်းနဲ့အဲ့ဒီမမြင်သေးတဲ့ຢာမြင်လာတယ် ဥမာအလုံးမရသေးဘူးယုံကြည်တယ်အလုံးရလာတယ်။ဩကျွန်တော်တို့မိသားစုအတွက်ဆူတောင်းတယ်နမိတ်လက္ခဏာရလာတယ်။မမြင်သေးတဲ့အကိုယုံကြည်ပြီးရလာတာများလာတဲ့ခါမှာအဲ့ဒီမြင်တဲ့အရာပေါ်မှာမူတည်လာတယ်ကျွန်တော်တို့ကအရင်တော့ဘာမှမရှိဘူးဆူတောင်းတယ်ရလာတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့မမြင်တဲ့အရာတွေမြင်လာတဲ့ဘဝကိုရောက်လာတာများတဲ့ခါမှာအဲ့ဒီအရာနဲ့ကျွန်တော်တို့ကကိုယ့်ကိုစိတ်ချသွားပြီးတော့မှဖျားတော့မလိုတော့ဘူးလို့ပြောတဲ့သူချို့ရှိတတ်တယ်။တဲမှာတော့မရှိပေမဲ့ဒီနေ့ယေရှုနာမနဲ့ဝန်ခံတယ်မမြင်ရသေးသောအရာအများကြီးရှိသေးတယ်ဆိုတာကျွန်တော်ကြွေးကြော်ချင်ပါတယ်။ ်သင်ခုရထားတာတွေကမမြင်ရသေးတဲ့ညာနဲ့ရှင်မယ်ဆိုရင်တာမညပဲဖြစ်သေးတယ်ဟာလေလုယာလူကာခန်းကြီးငါငယ်၄မှာစကားတော်ပြတ်တော့ခါရေနဲ့ရရက်တို့ရွှေအောင်လော့ပိုက်ကုံကိုချ၍ငါကိုအုပ်ဆန်းလော့ဟု ရှိမုံအားမိန်တော်မူ၏အဲ့ဒီချိန်မှာငါတွေကရေအောက်မှာရှိချင်ရှိမယ်ရှိချင်မှလည်းရှိရမယ်ယေရှုအမိန်ရှိမှငါတွေပြေးလာလာတယ်ဖြစ်နိုင်တယ်ဘာလို့လဲတညာလုံးရှာတာမရဘူးဒီအိုင်ပဲဒီနားတော့ဝိုက်ပဲ ဒါကြောင့်မမြင်ရသေးပေမဲ့ကိုတော်အမိန်တော်ရှိပြီဆိုရင်ငါးတွေကတန်းစီပြီးတော့မဟာငါတို့ဖန်ဆင်းရှင်ကပြောပြီးဟေ့ပြေးအောင်ဟေ့ဟိုမှာပိုက်ကွန်အုံးမဲ့သူကရောက်နေပြီဆိုငါတို့အဲ့ကိုသွားမှဖြစ်မယ်ဆိုပြီးငါးတွေကတိုင်ပင်ပြီးတော့အပြေးလွားလာမယ်လို့ကျွန်တော်တို့စိတ်ကူးရင်လို့ရတယ်။ဘာလို့လဲဒီနေရာပဲဘာမှတညာလုံးမရတဲ့နေရာပဲ။ဒါကြောင့်ဖျားနေဆိုလို့ရှိရင်အခြေအနေကတော့ဘာမှရနိုင်စရာမရှိဘူး။ဒါပေမဲ့ကိုတော့အမိန်ရှိရဆိုရင်ပြောင်းပြန်လှန်မဲ့ဖျားဖြစ်ပါတယ်။ဟာလေလုယာ။ မြန်မာနိုင်ငံအတွက်စင်ကာပူနိုင်ငံအတွက်ဒီကမ္ဘာလုံးအတွက်ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကတမန်တော်ဖြစ်တယ်မမားတော်တမန်တော်ဖြစ်တယ်လက်ခုပ်တီးလက်ခံယူရအောင်ဟာလေလုယာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောနေကြတရားဖြစ်ပေမဲ့ကျွန်တော်ဒီနေ့အစ်စ်ယူဆောင်လာတဲ့ຢာလေးကတော့ကျွန်တော်ကိုဘုရားအစ်စ်ဖွင့်ပြတယ်လို့ယုံကြည်တဲ့ຢာလေးကတော့ဘာလို့ငားရသွားလဲဆိုလို့ရှင်ငါ့ကိုချစ်လင်ငါ့ပညာတို့ကိုဆောင်းရှောက်လို့ဆိုတော့နှုတ်ကပတ်တော်ကိုကျွန်တော်မိမောင်းထိုးချင်ပါတယ် ရှင်ပေတျုနဲ့ရှိမုံနဲ့ယေရှုနဲ့ပထမဦးဆုံးအဲ့ဒီညမှာသူတို့အချင်းကြာကြာဆုံတွေ့ပြီးတရားနာပြီးရခါမှာတော့ယေရှုကိုသူအယံကိုချစ်သွားတာဒီနေ့ HIC ကိုပထမဦးဆုံးချင်ရောက်လာတဲ့ညီကောင်တော်မများကျွန်တော်ကိုမချစ်ချင်နေပါစေနှုတ်ကပတ်တော်ကိုအယံချစ်သွားဖို့ယေကြည်တယ်နော် hallelujah နှုတ်ကပတ်တော်ကိုဆွဲလန်းသွားတဲ့ခါမှာတော့ဖခင်ခင်ခိုင်းတာကိုလှုပ်ရဲသွားတယ်လက်သမားကငါဖမ်းတဲ့တငါတွေကိုဆရာလာလောက်တာနော်လူနေလည်းပြောမှဆိုယေရှုဟာလက်သမားဆရာယောသတ်အိမ်မှာ မွေးဖွားလာတာဖြစ်တဲ့အတွက်သူဟာသူ့ရဲ့ profession ကလက်သမားကျွန်တော်က engineer ဖြစ်တဲ့အတွက်စေဝါနဲ့ဆိုင်လို့ကျွန်တော်ကရမ်းတုပ်တယ်ဆိုရင်ဒါဒေါက်တာရမ်းကူဆိုရင်တော့အန္တရာယ်များတယ်ဘယ်သူမှကျွန်တော်ယုံမှာမဟုတ်ဘူးကိုယ့်ရဲ့ profession မဟုတ်ဘူးဒီနေ့ယေရှုကလက်သမားသားဖြစ်ပေမဲ့တန်ငါတယ်ကိုသူကညွန်ကြားချက်ပေးနေတာဒါနဲ့စဉ်းစားရင်တော့ဟာငါတို့ငါဖမ်းလာတာအန်တိုနီဘီသွားလက်သမားလက်ခံစရာအကြောင်းမရှိဘူး ဒါပေမဲ့ခုနကသူစကားနားထောင်ရင်နားထောင်ရင်နဲ့ယေရှုကိုအရန်ခိုက်သွားသူကယေရှုအရန်ကြွေသွားပြီယေရှုကဟာလေလုယာယေရှုကိုသူအရန်ကိုသူချစ်သွားတဲ့အခါမှာယေရှုပြောစကားကိုနားထောင်ဖို့တွေ့သူရဲ့အုံနောက်အလွာကိုသူကဖွင့်ပြလိုက်ပြီဟာလေလုယာငါတို့စဉ်းစားမိတာကတော့ဒီလက်သမားကပြောတဲ့စကားနားထောင်မလားငါအတွေ့အကြုံကိုနားထောင်မလား ဒီချိန်မှာတော့ရှိမုံကတော့ယေရှုကိုချစ်တဲ့တွေသူခိုင်းတာကိုသူလုပ်တယ်သူဘက်ကနေတော့နည်းနည်းတော့ရှာရှည်လိုက်တာပေါ့ကိုတော့တညာလုံးဖမ်းတာမရဘူးเนาะဒါပေမဲ့ကိုတော့ပြောရင်တော့ကျွန်တော်လုပ်ပါမယ်ဟာလေလုယာတချို့တွေကစားရခဲ့မှာအာရရရအာအစင်ပြေးတယ်ရတယ်ကြီးလုံးမယ်ဟာအဲ့ဒီအစင်ပြေးတယ်ဆိုတာတိတ်ကြောက်စရာကောင်းတာ ရပါတယ်ကြီးလုံးမယ်ဆိုတာပို့ဆိုးတယ်မြန်မာပြည်မှာတက္ကစီစီးရင်အရင်တော့ဆိုရင်เนาะကျွန်တော်တို့စိုက်ကားတွေတက္ကစီတွေစီးကြည့်ပေးပါအဲ့ကြည့်ပေးပါယူအရန်ကြောက်တာပြောလိုက်ရင်ပို့ကောင်းတယ်မဟုတ်ရင်တော့ပြီးမှကြည့်ပေးပါဆိုရင်ပြီးတော့လည်းနည်းလည်းမကြိုက်ဘူးရန်ရဖြစ်ရောဆိုတော့ဒီနေရာမှာတော့တချို့တွေကအပြောချိုပေမဲ့တကယ်မလုပ်ဘူးရှီမုံကတော့အပြောကတော့နည်းနည်းလေးဝင်ဝင်နှောက်နေတဲ့ဘောမှရှိတယ်ခဏခဏဝင်ဝင်ရှာရှိတာဒါပေမဲ့သူကဘုရားစကားတော့နားထောင်တယ် ်နော်ရှိမုံလို့လဲရှာမရှိဘူးကျွန်တော်တို့နော်သူများတွေလို့အပြောကောင်းပြီးလိုက်မလုပ်တဲ့သူတွေမဟုတ်ဘဲနဲ့ yes lord yes lord yes yes lord amen ကိုတော်ခိုင်းတဲ့ຢာကိုလှုပ်တော်တင်သူတင်တမ်းမဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေဘေးမှာရှိရပြောအောင်ယေရှုကို yes lord လို့ပြောရအောင်လို့ပြော amen ပြောတဲ့အမိန်ပြောတဲ့အရာလေးကိုကျွန်တော်တို့ဒီမှာ greek ဘာသာစကားနဲ့ပြောရဆိုလို့ရှင် duk in altum လို့ကျွန်တော်တို့ပြောတယ်အတိပဲကတော့ go deeper into your inner spiritual life ပြောကြည့်အောင် look in out to ပြောကြည့်ပါအောင်ကဲကျန်းစာကြောင့်မတက်ဖြစ်ပေမဲ့ဂရိစကားတော့တက်သွားပြီเนาะတလုံးတက်သွားပြီ look in out to โอเคအဲ့ဒါကယေရှုပေတူးကြီးကိုပြောခဲ့တဲ့စကားတနည်းအားဖြင့် net shine တော့ရက်ကိုရှိပါတဲ့ရေနဲ့ရာကိုရှိပါတဲ့ဒါပေမဲ့သူ့ရဲ့ original ကျွန်တော်မကျွမ်းကျင်ပေမဲ့လေ့လာကြည့်တဲ့ခါမှာသူ့ original ပြောတာကရေနဲ့တည်းအောင်လွတ်လိုက်တာလောက်မဟုတ်ဘဲနဲ့မင်းရဲ့အတွင်းနှလုံးသားတဲ့အထိခံယူပါလို့သူပြောနေတာဖြစ်တယ် ကျွန်တော်တို့ဘေကန်နာမှာအပေါ်ယံနဲ့ပဲခံယူနေတယ်လေဒီနေ့မနေ့မှာနှုတ်ကပတ်တော်ရောက်လာပြီသင်ယခုခံယူထားတဲ့ယုံကြည်ခြင်းတရားယခုရရှိထားတဲ့ကယ်တင်ခြင်းတရားယခုလိုက်လျှောက်နေတဲ့တမာတရားကိုဘုရားခင်ကပြောတယ် Duk in altum เนาะဒီတဲ့ပို့ပြီးတော့ net shine စွာလိုက်နာပါလို့ပြောနေတာဖြစ်တယ် နားရှိတော်သူမြေကကြားပါစေအာမင်လုကာခန်းကြီးငငယ်တက်ကနေစတိကမှာကြည့်မယ်ဆိုတယံယောခာဂေနေတရက်အိုင်နာမှာရက်တော်မူ၍လူများတို့သည်ဖျားကဲနှုတ်ကပတ်တရားကိုနားထောင်ခြင်းကကိုရောအနီးတို့တိုးဝေးကြစဉ်တွင်ဒီနေ့နှုတ်ကပတ်တော်ရဖို့ pre christmas မှာဝင်ခွင့်ကိုကျွန်တော်တို့မရောင်းပါဘူးလက်မှတ်ဒါပေမဲ့တိုးဝေပြီးတော့လက်မှတ်ယူနေတယ်ဘာလို့လဲအဲ့ဒီအဆိုတော်တွေကမြင်ဘူးနေကြပါ HIC ရဲ့မိသားစုဝင်တယ်ပါ HBC ရဲ့အသင်းသားတွေပါဗျာသူတို့နဲ့လက်ဆွဲနှုတ်ဆက်တွေ့ချင်တယ်ဆိုရန်ကုန်သွား HBC သွားရင်အဲ့မှာကိုမျိုးကြီးတို့နော်စမလုံးတို့မကြိုးကြတို့ရှိပါတယ်ပြောချင်တာသူတို့ကိုမထီမဲ့ပြူတာမဟုတ်နဲ့လူကိုတွေ့ချင်လို့မဟုတ်ပဲနဲ့အဲ့ဒီနေ့မှာတွန်းလောင်းမဲ့နှုတ်ကပတ်တော်အဲ့ဒီနေ့မှာရောက်ရှိမဲ့ဝิญဉ္ဇိတ်သိမ့်ပွဲတိုးဝေပြီးတော့လက်မှတ်ယူနေကြတာတွေ့ရတယ် ဒီနေ့နှုတ်ကပတ်တော်ကိုစာငတ်ပြီးတိုးဝေတော်သူများဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေကန္နာမှာစိုက်နေတဲ့လေအများကြီးရှိပေမဲ့ကိုတော်ကနှစင်းကိုပဲမြင်တယ်တဲ့ဝါဟာလေလုယာအဲ့ဒီကန်းချေတစ်ခုမှာလေနှစင်းပဲရှိမယ်လို့ကျွန်တော်တော့မထင်ဘူးဗျဒါပေမဲ့ကိုတော်ကနှစင်းကိုပဲမြင်တယ်ဘာလို့လဲခဏနေမှာယုံကြည်ခြင်းတည်းမှာတာရွေ့နှက်ဆိုင်သောနေရာကိုသွားမဲ့လူတစုဖြစ်တဲ့တွေ့ကိုတော်ကမြင်တာဖြစ်တယ် ီနေ့ဖခင်ကကျွန်တော်တို့လက်ရှိခြေအနေနဲ့မြင်တယ်လို့အနာဂတ်မှာသင်ကိုရောနဲ့သူကြီးမားတော့ရအောင်လုံမဲ့သူတို့ချုပ်ကိုကိုရောကမြင်နေပြီဟာလေလုယာမိမိရဲ့ယင်မက်လေးကိုပို့ပြီးတော့မှယေရှုနဲ့တာ၍ကြီးတော်မှုကိုပြုမဲ့သူကကျွန်တော်ဖြစ်တယ်ကျွန်မဖြစ်တယ်လို့ပြောရအောင်တင်းနေသုံးယေရှုနဲ့သူတာ၍ကြီးတော်မှုကိုပြုမဲ့သူကကျွန်တော်ဖြစ်တယ်ဟာလေလုယာတခြားသူတွေရဲ့ခွဲတမ်းလည်းရှိတယ်လို့မိတ်ဆွေတွေတီးတန့်ကိုရောပေးထားတဲ့ assignment တွေရှိပါတယ်ကိုယ်တော်ကကျွန်တော်တို့ကိုမင်းနေတယ်။ဒါရိတ်နဲ့ဆိုင်တော့ရက်ကိုသွားနိုင်မလား။ အပေါ်ရန်နေထားခဲ့ရအောင်ဟာလေလုယာထိုလေတို့ကိုတဲ့အဲ့ဒီလေနှစင်းထဲမှာတဲ့ရှီမုန်ရဲ့လေထဲကိုဝင်တယ်တဲ့အိုးဟာလေလုယာ ရှေ့မုံကျွန်တော်တို့မမြင်ဘူးပေမဲ့ရှေ့မုံရဲ့ဇလန်းတွေကျွန်တော်တို့ဖတ်ကြည့်တဲ့ခါမှာဗာတွေ့ရတယ်အများအားပြာရာခန့်နေတဲ့သူကြည်ရတာတော်တော်လေးကိုရောက်ရက်ခတ်တဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ကိုတော့အဲ့ဒီလူကိုရွေးတယ်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေပညာမတတ်ရင်နေပါစေဖခင်ရွေးတော်သူဖြစ်ဖို့ကတော့သူ့ကိုချစ်ပြီးသူ့တိုးတွေကိုစောင့်ထိမဲ့သူသူ့ကိုချစ်ပြီးသူ့ကိုစားလူတွေကိုချစ်မဲ့သူကိုကိုတော်ကရွေးကောက်နေတာဖြစ်ပါတယ်အာမင်ရှေ့မုံကိုသူကခွင့်တောင်းတယ်ကိုတော်ကဘာပြောလဲဗျာဒိတ်ခန်းကြီး၃ငွေ၃၀မှာငါသည်တကားဝမှာရက်ရက်တကားခောင်းနေတယ် သူကဇွတ်ဝင်တဲ့သူတော့မဟုတ်ဘူးဗျကျွန်တော်တို့ကိုခွင့်တောင်းတယ်ပန်ဆင်းခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့သခင်တကာသခင်ဘုရင်တကာခင်ဖြစ်ပေမဲ့ကျွန်တော်တို့ကိုယဉ်ကျေးတိမ်မွေ့စွာတကာခောက်တယ်ဗျာဖြစ်တယ်ဒီလေအားတာပဲဆိုပြီးတက်မဝင်တော့ဘူးခွင့်တောင်းတယ်ပြီးမှရှိလို့ပြောယေရှုကတင့်ကိုခွင့်တောင်းနေပြီလို့ပြောဒါနဲ့ယေရှုရှိမုံခွင့်ပြုတဲ့အခါမှာလေပေါ်မှာထိုင်တယ်ကန်းနာကနေခွာဖွင့်သွားတယ်ကျွန်တော်မကြာခဏပြောဘူးသလိုကန်းခြေကနေကန်းနာကိုခွာဖွင့်တဲ့အခါမှာသူ့ရဲ့ angle ကိုချဲ့လိုက်တာပေါ့ သင်္ချာနီးနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့နီးရယ်ဆိုရင်ကျွန်တော်တို့နည်းနည်းပဲမြင်ရတယ်။နောက်ကိုဆုပ်လိုက်တဲ့ခါမှာကမ်းခြေမှာရှိတဲ့လူအားလုံးကိုယေရှုကမြင်နိုင်သွားတယ်။တနည်းအားဖြင့်ယေရှုကိုကမ်းပေါ်မှာရှိတဲ့လူမြောက်များစွာထောင်ထောင်နဲ့ချီကမြင်နိုင်သွားတယ်။ဘယ်ချိန်မှာလဲ။ရှီမုန်ကသူ့လေကိုသူကကြိုးချီလိုက်ပြီ။လေကိုစေ့ကြောပြီးသွားပြီ။တန်တန်ရှင်းရှင်းနဲ့သူအိမ်ပြန်ပြီးနားတော့မယ်။ဒါပေမဲ့ယေရှုကိုဖိတ်ခေါ်ပြီးတော့ကမ်းခြေကနေသူခွာဖွင့်လိုက်တယ်။ကမ်းခြေကနေခွာဖွင့်နေဆိုတာဘာကိုပြောနေလဲဆိုတော့စိန်ခေါ်မှုကိုရယူလိုက်တာ။ လေတစည်းဟာကမ်းနားမှာကြောက်ချလိုက်တာကတော့သူကဒီညအတွက်တော့သူကတေချာသွားပြီဒီညအတွက်သူကခိုင်မာသွားပြီဒါပေမဲ့ကမ်းဖွင့်လိုက်တဲ့အတွက်အ ਨੇ ဆုံးတော့ကျိုးကို ဖြုတ်လိုက်ပြီးခွာဖွင်းလိုက်တဲ့အခါမှာလေကလူးလွန့်လာမယ်အခမ်းမသိရရှင်ရေစည်းထဲမှာမျောသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့တည်ငြိမ်နေတဲ့ကျွန်တော်တို့ဘဝကိုကိုရောကတခါလေးမှာမတည်ငြိမ်တဲ့အခြေအနေတဲကိုတွန်းပို့တတ်တယ်မကြောက်ပါနဲ့ကိုရောလေထဲမှာရှိနေတော့ကိုရောကိုလူတွေတာဝေးမြင်ဖို့ရန်တင့်အသက်တာကိုကိုရောကတုံးပြနေတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့် ် job security လို့လူတွေပြောတယ်ဘလောက်ပဲ permanent ပြောတဲ့ job ဘလောက်ပဲယာတက်ပံဥက္ခရာဖြစ်ပါစေအခမ်းမသိရင်ပြုတ်သွားနိုင်တယ်အခမ်းမသိရင်ရနာခွင့်ရနိုင်တယ်ဒါကြောင့်ဒီနေ့မှာဘုရားခင်ကကျွန်တော်တို့နဲ့အတူရှိတဲ့အတွက်လှုပ်ခတ်သောအခြေအနေမှာတည်ငြိမ်နိုင်တာကတော့ကိုတော်ကျွန်တော်လှေထဲမှာရှိလို့ပဲဖြစ်ပါတယ်အာမင်လက်ကိုတီးလက်ကိုတော့ကိုယ်ကွန်ပြူရအောင်ဒါနဲ့ဆုံးမဩဝါဒပေးတဲ့ခါမှာ တရားနားထောင်ရင် နားထောင်ရင်လည်းစကားတော်ပြတ်တော့ခါရေနဲ့ရရက်တို့ရွှေအောင်လို့အဲ့ဒီအချိန်မှာပြောတဲ့ Greek စကားရရေနဲ့တဲ့နေရာသွားခိုင်းတာဖြစ်သလိုငါခုပြောနေတဲ့ຢာတွေကိုမင်းရဲ့အတွင်းနှလုံးသားထဲတည်ယူဆန်းပါလို့ပြောနေတာဖြစ်တယ်။အာမင်။ဒါကြောင့်ရှင်ဘုံကချက်ချင်းပဲကိုတော့တညာလုံးစူးစမ်းပြီးပြီးတကောင်မှတော့မရပါဘူး။တို့ຢာတွင် အမိန်တော်ရှိလင်ပြောကြည့်ပါဦးတို့ຢာတွင်အမိန်တော်ရှိလင် အာမင်ကျွန်တော်ရဲ့တို့ရာတွင်ကကိုတော်နဲ့ညီကုန်းချုပ်ဖို့အရေးကြီးပါတယ်တခါလေးမှကိုတော်စန်းစာမှာတော့ဒီလိုပြောထားတယ်တို့ရာတွင်ကျွန်မအချင်းတွေကဒီလိုကျွန်တော်အချင်းတွေကကြည်လို့ကျွန်တော်တို့ကမနာခံဖို့တို့ရာတွင်ကိုတုံးတက်တာပုံများတယ်ဒီနေရာမှာရှီမွန်ကတော့ကိုတော်အချင်းတွေကတော့ဒီလိုရှိတယ်တို့ရာတွင်ကိုတော်အမိန့်တော်ရှိတယ်ဆိုကျွန်တော်လိုက်လို့မယ်ဟာလေလုယာအခြားသောလေတစ်စင်းမှာအဲ့မှာငါးတွေကိုအုပ်တဲ့ခါမှာတကယ်ပဲပိုက်ကွန်စုပ်ပြတ်မတတ် များပြားတဲ့ငါးတွေရပြီးအခြားလီမှာရှိတဲ့အပေါင်းဖော်တွေကိုအောင်မှခေါ်ပြီးတော့သူတို့ကိုကူညီခိုင်းရတယ်ဆိုတော့ဒီနေရာမှာဗာပြောချင်တယ်ဆိုတော့သင်ဘသူနဲ့တွဲလဲဆိုတာတည်ရည်ကြီးတယ်ဖခင်နဲ့တွားလာတဲ့သူနဲ့တွားလာမှသာလေယေရှုစကားကိုနာခံတဲ့သူနဲ့တွားမှသာလေအဲ့ဒီလူရတဲ့ကောင်းကြီးကိုလည်းသင်ကရမှာဖြစ်တယ်ဟာလေလုယာဘိတ်သိက်ဆိုတာကူးဆက်တယ်ဟာလေလုယာဒါကြောင့် ဖြောင်းမတ်တော်သူနဲ့တွားရင်နဲ့ပို၍ဖြောင်းမတ်တော်တက်တာဖြစ်ဖို့သူတော်ကောင်းနဲ့ရှောက်ရင်နဲ့ပို၍ကောင်းတော်သူဖြစ်ဖို့တို့ကွက်တော်ကတုံတင်ထားပါတယ်။နာမရှိတော်တလောင်လေးနဲ့တွေ့ပြီးတော့မှဘယ်သူနဲ့တွဲနေလဲလို့မေးကြည့်ပါဦး။အရန်ပြောချင်တဲ့လူတွေမပြောနဲ့ပြောခွင့်မပေးဘူးနော်။ဒါမေးရုံပဲမေးတာ။တင်တွဲတဲ့သူကတနေ့တင်းရဲ့အနာဂတ်ကိုအတိုင်းတာတစ်ခုတည်းအဆုံးဖြတ်ပေးနေတယ်ဆိုတာကိုမမေ့ပါနဲ့။အာမင်။ဒါနဲ့ငားတွေရမ်းရတော့ရှိမုံကချက်ချင်းပဲ ခြေတော်ရင်ကိုဥတိုက်ပြီးတော့မှကိုတော့ကျွန်တော်တို့ကအပြစ်များတယ်ကိုတော့ကျွန်တော်စီကကြွပါလို့ပြောတယ်ဘာလို့လဲဆိုတော့အုပ်တော်ငားတယ်အရန်များတဲ့အတွက်သူတို့တန်ငါတဲ့ဘဝမှာဒီလိုတစ်ခါမှမကြုံဘူးတဘာဝလုံးကြုံတဲ့ခါတိုင်းမှာကိုတော့ကိုတရိယာဖို့ဒီနေ့သင်ခန်းစာယူရအောင်သင်စူးစားကြည့်တယ်မရဘူးဒါပေမဲ့တစ်ချက်မှရောက်တော့အာကျွန်တော်တို့ကကံကောင်းတယ်ဆိုတာလာသေးတယ်တခါလေးမှာနော်ကျွန်တော်တို့ကံကောင်းလို့မဟုတ်ပဲနဲ့ကိုတော့ကောင်းမြတ်လုံလို့ဖြစ်တယ်ကိုယ်တော်ကောင်းမြတ်လို့ရထားတဲ့အလို့ကိုတော်ကောင်းမြတ်လို့ရထားတဲ့အရာတွေအားလုံးအတွက်ခြေဆုတော်ချီးမွမ်းတော်ပြီလက်ခုပ်တီးရအောင်အာမင် ကန်းနားမှာစိုက်ပြီးတော့မှသူတို့ကရှိသမျှကိုစွန့်ပြီးနောက်တော်တို့လိုက်တယ်။ယောဟန်ခန်းကြီး27အငယ်2ကနေ8ကိုဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခါသူတို့ငါးဖန်းထွက်ပြန်ရော။ယေရှုရှင်ပြန်ထမြောက်ပြီးတွေ့ဆုံပြီးပြီးဒါပေမဲ့ still ပေတရုကနောက်ပြန်လမ်းလျှောက်တော့မယ်တခါလေးမှာ။ကျွန်တော်တို့လေဘုရားကောင်းကြီးပြလို့ကျွန်တော်တို့ရရှိထားတဲ့အရာအားလုံးကကိုတော်ပေးထားတာဖြစ်တယ်။သို့တော်ကျွန်တော်ခုနပြောသလိုမမြင်ရခင်တုန်းကဆူတောင်းပြီးမြင်ရတဲ့အထိဆူတောင်းခဲ့တဲ့ဘဝကိုမေ့ပြီးအခုရထားတဲ့မြင်ရတဲ့အရာနဲ့ကျွန်တော်လှုပ်ရှုပ်ခြင်းသည် နောက်ထပ်မမြင်ရသေးတော့ရောယူဖို့အတွက်မေ့လျော့စေတာဖြစ်တယ်။ရှုပ်သွားတာမျိုးပြန်ပြောမယ်။အရင်တော့မမြင်ရဘူး။ဆူတောင်းခြင်းကြောင့်မြင်ရတယ်။ဒါပေမဲ့အဲ့ဒါနဲ့ပဲလှုပ်ရှုပ်နေတဲ့ခါမှာဖခင်ကထပ်ပေးခြင်းဟိုမှာတန်းစီနေတာမမြင်ရသေးတဲ့ကောင်းကြီးတွေဟာအဲ့ဒီအတွက်ကျွန်တော်တို့ယုံကြည်ခြင်းကိုမတုံးတော့ဘူး။ပုံမှန်ဘဝတည်းကိုရောက်သွားပြီ။လောဘကြီးဖို့တင်ပေးနေရမှာမဟုတ်ပါဘူး။ဒါပေမဲ့တဘာဝလွန်ကိုမျောလင့်တော်သူဖြစ်ဖို့ဖခင်ကောင်းကြီးပေးပါစေ။ လာကုန်ရင်လာစာရတာကအဲ့ဒါဂျေစုတော်ကြောင့်အရင်နှုံးကကျွန်တော်တို့တဘာဝလွန်အလုံးမရနိုင်ဘူးတဘာဝလွန်ရပြီးတော့ရတယ်ဒါပေမဲ့အဲ့ဒီຢာတွေကပုံမှန်ဖြစ်လာတဲ့အခါမှာမဆိုင်ပြိုးတော့ဘူးကျွန်တော်တို့လာစဉ်ဒါလေးနေမဲ့ကုတ်ကပ်ပြီးစမယ်တော်ပြီအဲ့လိုသွားတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ပြန်ဆိုင်ပြိုးရအောင်ဟာလေလုယာဘာလို့လဲဆိုင်ပြိုးခြင်းကသာလဲကြီးမားသောရည်တင်ခြင်းကိုခေါ်ဆောင်မှာဖြစ်ပါတယ်တယောက်စီတန်ဖျားရှင်ကောင်းကြီးပေးပါစေ ရှိမုန်ပေတုနဲ့ဒီတူမှုလို့ခေါ်တဲ့တောမတ်ဂါလိလဲပြည်ကာနာမြို့သားနာသလီလာနဲ့ဇေဘေဒဲရဲ့တာနေယောက်အခြားသောတပည့်တော်နှစ်ယောက်တို့သည်ရှိမုန်ပေတုနဲ့အတူရှိကြ၏အဲ့ဒီချိန်မှာရှိမုန်ကငါငါတော့ပြန်ဖမ်းတော့မယ်လို့ပြောတဲ့အခါကျန်တဲ့သူအားလုံးကလည်းအာမင်ဒီခါလေးမှာကျွန်တော်တို့ကလွဲမဆိုအာမင်ထူးကြလား နော်အာဘုရားကြောင့်မသွားဖို့ပြောတဲ့ခါမှာအရင်အာမင်ထူတာဟာဟုတ်တယ်ငါတို့ off day တစ်ခါပဲရတယ်ဟိုနေရာဟိုနေရာမရောက်တာကြာပြီဟိုဆန်ဒိုစာတစ်ခါမှမမြင်ဘူးသေးဘူးအော်ဟိုနေရာမရောက်ဘူးသေးဘူးဒီလိုပြောလို့လေ့လာရေးတွေအာမပေးတာမဟုတ်ဘူးဒါပေမဲ့ဦးစားပေးမှန်ကန်ဖို့တော့လိုအပ်တယ်ရှီမွန်ကပြောလို့ဆိုတော့ I'm going out to fish Simon Peter told them and they said we go with you ဘယ်ကိုလဲတော့မမေးတော့ဘူးเนาะတခါလေးတမ်းပြီးတော့ငါတို့လည်းလိုက်မယ်တို့လဲလိုက်မယ်ချမ်းမထားနေဆိုလိုက်တော့တာတော် ဒီနေ့ကျွန်တော်တို့ကိုလူတွေကို influence ဖြစ်နိုင်ဖို့အတွက်ဘုရားကောင်းကြီးပေးထားတာကသူ့စီကိုခေါ်သွားဖို့ပါမဟုတ်တဲ့နေရာခေါ်သွားဖို့မဟုတ်ဘူး hallelujah ဘေးမှာရှိတဲ့လူနေရာကိုလက်ဆွဲနှုတ်ဆက်ပြီးတော့မှကောင်းတဲ့နေရာကိုတကယ်ချင်းကိုခေါ်သွားနော်လို့ပြောရအောင်နော် amen အရှင်တပတ်ကကျွန်တော်တို့ဟောခဲ့တဲ့နှုတ်ပတ်တော်လိုပဲအဖအိမ်နဲ့ဝေးလေလေကောင်းကြီးခန်းချောက်လေလေပဲဒီနေရာမှာနောက်တစ်ခေါက်ပြန်ပြီးတော့တညာလုံးဖမ်းပေမဲ့တကောင်မှမရတဲ့ဘဝကိုပြန်ရောက်သွားပြန်ရော ဒီနေ့မနာခံခြင်းကကျွန်တော်တို့ရဲ့ပန်းတိုင်ကိုနှောင့်နှေးစေတယ်ဆိုတာခက်ဆက်ဆက်ကျွန်တော်တို့စမ်းစာမှာတွေ့ခဲ့ရတယ်။ဣသရေလလူမျိုးတွေရပောင်း40ယုံကြည်ခြင်းနဲ့စူးစမ်းဖို့လွတ်လိုက်တာမယုံကြည်ခြင်းနဲ့ပြန်လာတဲ့အခါအတိအကျပဲစမ်းစာကငါ့ကိုမယုံသောကြောင့်တရက်ကိုတစ်နှစ်အကျွေးပြန်ဆက်ခိုင်းတယ်။နှစ်ပေါင်း40လုံးလုံးတောင်းတင်သွားတယ်။ဒါကြောင့်တစ်ခါလေမှာကောင်းကြီးနှောင့်နှေးတာပန်းတိုင်နှောင့်နှေးတာဖရာဘက်ကမဟုတ်ပဲကျွန်တော်တို့ကြောင့်ဖြစ်တတ်တယ်။ဒီနေ့နောင်တရရအောင်ဟာလေလုယာ။ နနဲ့ရောက်တော့ခါယေရှုကကာနာမှာစောင့်နေတယ်။ယေရှုဖြစ်ကြောင်းကိုတပည့်တော်တွေကမသိကြဘူး။ယေရှုကချစ်သားတို့စားစရာတစုံတစ်ခုရှိတယ်လို့မေးတဲ့အခါမှာသူတို့ကမရှိပါဘူးလို့ပြန်ပြောကြတယ်။ယေရှုကလည်းလေရဲ့လက်ရာဘက်ကိုပိုက်ကုံပစ်ချလို့တိုးပြူလင်ရလိမ့်မယ်လို့မိန့်တော်မူတည်တိုင်းသူတို့ပစ်ချ၍များစွာသောငါတို့ကိုအုံမိတော့ကြောင်းပိုက်ကုံကို ဆွဲလို့တော့မရနိုင်ဘူး။အရန်လေးလံတဲ့အထိအင်္ဂလိပ်လိုဖတ်ကြည့်အောင် Throw your net on the right side of the boat. ဒီညမှာခဏမှရက်ထအောင်နော်ကျွန်တော် Australia project တခုနဲ့ကျွန်တော်တို့ Korea မှာတင်ပေါ်ခြင်းတခုမှာကျွန်တော်တွားပြီး commissioning တွားလုပ်တဲ့ခါမှာ UK ဘက်ကလာတဲ့ engineer တချို့ရဲ့ America ဘက်ကလာတဲ့ engineer ရဲ့ Australia လာတဲ့ engineer Singapore ကကျွန်တော်ပေါ့ကျွန်တော်တွေစကားပြောကြရတော့မှရည်စရာမောစရာပြောကြတယ်ပြောတဲ့ခါမှာတို့ကငါတို့ UK တို့ Singapore တို့ Australia တို့ကအဲကားမောင်းရင်ငါတို့ ဘယ်ဘက်ယင်ကြောမှာမောင်းတယ်အဲ့ဒါကမှမှန်တာတဲ့ဘယ်ကနေစဉ်သက်လာလဲဆိုတော့တဲ့ UK မှာအရင်တုန်းကဒီစစ်မှုရေးရာတွေမှာတို့ကမြင်းစည်းကြတာကိုမြင်းစည်းရဲ့အခါမှာတို့ကဓာတ်တွေနဲ့လန်တွေနဲ့တိုက်ပွဲတွေဖြစ်တော့တို့ကများသောအားဖြင့်လူတရာမှာ90ရာခိုင်နှုန်းလောက်ဆိုကြပါဆိုတော့တိကျတော့မသိဘူးအများစုကညာတန်တွေဓာတ်ကန်ရင်ညာလက်နဲ့ကန်တယ်ဘယ်တန်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အများစုကညာတန်တွေများတယ်တဲ့ဆိုတော့ ရန်သူလာတဲ့ခါမှာယင်ကြောကဘယ်ဘက်မှာဖြစ်တဲ့ခါမှာသူတို့ဓာတ်ကိုတခါတည်းဆွဲထုတ်ပြီးတော့မှယန်သူကိုသူတို့တိုက်ကြတာအကယ်၍သာယင်ကြောကညာဘက်မှာရှိဆိုဆွဲထုတ်မယ်နောက်တစ်ခေါက်ပြန်ခုတ်ရမယ်ဆိုတော့နှစ်ချက်ဖြစ်သွားတဲ့အတွက်နောက်ကျသွားတယ်အဲ့တော့သူတို့ကအမြဲတမ်းယန်သူကိုတွေ့ရင်ဥအောင်ဘယ်ဘက်ကိုကတ်ပြီးတော့မှသွားတယ်သူကယန်သူလားမိတ်ဆွေလားမသိရဘူးယန်သူဆိုတာနဲ့သူတို့ဆွဲထုတ်တာနဲ့တခါတည်းတခါတည်းခုတ်ပြီးသားအဲ့ဒါကြောင့်သူတို့ကဘယ်ဘက်ကိုကတ်ပြီးတော့မြင်းစီရင်တဲ့နောက်ပိုင်းမှာယင်ကြောဘယ်ဘက်ကတ်သွားတယ်အဲ့ဒါငါတို့ကအဲ့မှာမှန်တယ်တဲ့ အမေရိကလည်းမဟုတ်ဘူးမင်းတို့မားတယ်တဲ့ငါတို့ကညာဘက်မှာငါတို့ကအစကလေးက we are on the right side တဲ့သူကတခါတည်းသူက we are on the right side ဆိုတော့ဟုတ်တော့လဲဟုတ်နေ right side r i g h t right ညာဘက်ပြီးတော့ right ဆိုတာမှန်တာဟုတ်ဆိုတော့သူတို့ကနိုင်နေတာဒါနဲ့ Australia တငယ်ချင်းကဖြတ်တွန်းညာကောင်း no you are on the right side but we are on the correct side တဲ့သူကလို့တော့ ဒီနေရာမှာယေရှုပြောတဲ့ on the right of the book ဆိုကျွန်တော် meaning တစ်ခုထွက်တယ်နော်တခုကတော့တကယ်ပဲ physically ညာဘက်ကိုပြောတာဖြစ်တယ်လို့ကျွန်တော်ဝิญဉာဏ်နဲ့နားထောင်မယ်ဆိုရင်တင်ခုပိုက်ကွန်ချနေတာမှားနေတယ်လို့ဘုရားကပြောနေတယ်မှန်တဲ့ဘက်ကိုချပါလို့ပြောနေတာဖြစ်တယ်တင်ကမြင်နိုင်တဲ့အရာကိုမြင်နဲ့ဆွဲလန်းနေတယ်ယေရှုကတော့ no ငါမင်းကိုလူကိုများဖို့ခေါ်ထားတာမဟုတ်ဘူးလားမှန်ကန်တဲ့ဘက်မှာပိုက်ကွန်ကိုချပါလို့ကိုတော်ကပြောနေပါတယ်လက်ခုပ်တီးလက်တီးပြအာမင် oh hallelujah 弟兄们，我这里个八万件的生意，stop 莫 a 啥办的？弟兄们，我这里八万件的生意，货外地啊，厦门 m 板的，厦门老板的，厦 h 老板的，谁比我们啊？a 帝啊，求 a 比我 h On the right side, Hallelujah. On the right investment, on the right investment, Hallelujah. Oh, praise the Lord. 哎，马徒，求他比 e d 的是 The right side of the boat。忙干 o 白苦，n 的的芝麻白，只说到难的个回来，来不及的。 ်ဘုရားရှင်တယောက်ချင်းကောင်းကြီးပေးပါစေအဲ့ဒီချိန်မှာပဲချက်ချင်းကျွန်တော်တို့ရဲ့ရှင်ပေတုကချက်ချင်းတိသွားပြီသူကဟောအဲ့မှာယေရှုဖြစ်ကြောင်းကိုတိသွားတဲ့ခါမှာတဲ့အဝတ်ကိုတော့မချုံတော့ပဲအပေါ်အင်ဂျီနဲ့အိုင်တဲမှာပြေတော့တာဒီနေ့ကိုတော့ကိုကြောခိုင်းမိတဲ့သူရှိခဲ့ရင်လဲရှိမုံလို့နောင်တရတဲ့ခါမှာလဲအမြန်နောင်တရဖို့ဘုရားကောင်းကြီးပေးပါစေကျွန်တော်တို့ကတခါလေးမှာပြောင်းပြန်ဖြစ်တတ်တယ် နောင်တရတော့ရနေပြီဒါမဲ့လူတွေကဘလို့ပြောမလဲ။အိုးငါငါအရန်ပစ်ကြီးတယ်လို့လူတွေကအထင်သေးသွားမလား။ရှိမုံပေတူးကတော့မာမန်တိတာနဲ့ချက်ချင်းကိုရောမန်တိတာနဲ့သူချက်ချင်းပြေးသွားတယ်။နောင်တရတဲ့နေမှာအမြန်နှုံးနဲ့နောင်တရဖို့တယောက်စီနဲ့ဖျားရှင်ကောင်းကြီးပေးပါစေ။အခြားသောတပည့်တွေကကန်းနဲ့မနီမွေးမှာအလံ90လောက်မှသူတို့ဆွဲပြီးတော့မှလှေစီးပြီးလာတယ်။ရှိမုံကတော့ရောက်သွားပြီရှိမုံ။ ဒီနေ့ဘာလို့ပေတုရှိမုံပေတုကထူချားနေလဲဆိုတော့ကိုတော့ခြေတော်ရင်းကိုသူကတိုးဝင်တယ်။ကိုတော်မန်းတိတဲ့ခါမှာလေပေါ်နေချက်ချင်းစီကိုတော်မန်းရင်ကျွန်တော်လဲရေပေါ်မှာရှောက်ချင်တယ်။အမြဲတမ်းခြေတော်ရင်းကိုတိုးဝင်တော်ရှိမုံဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ကိုတော်ရဲ့အထံတော်ကိုတိုးဝင်တဲ့ခါမှာကျွန်တော်တို့ရဲ့ဘွဲတွေကျွန်တော်တို့ရဲ့ပညာရေးချင်းမို့တော်ပဲနဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာသူ့ရဲ့တရားဒေသနာကိုနဲ့ရှိုင်းစွာခံယူတော်သူကတော့ကိုတော်ခြေတော်ရင်းကိုပြေးသွားမှာဖြစ်ပါတယ်။အာမင်။ယောဟန်ခန်းကြီး27အငယ်15မှာ ယောဟနာရဲ့သားရှိမုန်ဒီမှာရှိတဲ့သူတွေငါ့ကိုချစ်တာတဲ့မင်းငါ့ကိုချစ်သလားလို့မေးတဲ့ခါရှိမုန်ကဟုတ်ပါကြီးသခင်ကိုရော့ကိုကျွန်တော်ချစ်တယ်လို့ပြောတဲ့ခါငါတိုးတငယ်တို့ကိုကျွေးမွေးပါနောက်တစ်ခါယေရှုကမေးပြန်ရောယောဟနာရဲ့သားရှိမုန်တင်ဒီငါ့ကိုချစ်တယ်လို့ဒုတိယချိန်မေးတော့ခါမှာဟုတ်ပါကြီးသခင်ကိုရော့ကိုကျွန်တော်ချစ်တယ်ကိုရော့တည်တယ်လို့ရှောက်တော့ငါတိုးတို့ကိုထိန်လို့ယေရှုကလည်းယောဟနာရဲ့သားရှိမုန်တင်ဒီငါ့ကိုချစ်တယ်လို့တတ္တယချိန်မေးတော်မူလျှင် တင်ဒီငါ့ကိုချစ်တော်လို့သုံးချိန်မြောက်မေးတော်ကြောင့်ပေသူဒီစိတ်နာတဲ့ဖြင့်ကိုတော်ခတ်သိမ်းတော်ရောက်တည်တယ်မဟုတ်ဘူးလားကိုတော်ကိုကျွန်တော်ချစ်တယ်လို့ကိုတော်တည်ပါတယ်လို့ပြောတဲ့အခါယေရှုကငါတို့တို့ကိုကျွေးမိပါအာမင်ဒီနေ့ယုံကြည်ခြင်းကိုပြန်တည်စေရအောင် reinstate your faith ကျွန်တော်အင်္ဂါတဲ့အခါပိုင်ရှင်ကအရင်လိုပြန်ပြီးတော့စနစ်တကျပြန်ထားပြီးမှလက်ခံတယ်ဒီနေ့ယေရှုပြန်တဲ့တင်ဆက်တဲ့အခါမှာသင်ဘလောက်အောင်မြင်ခဲ့လဲသင်ဘလောက် ထူးချွန်ခဲ့လဲဆိုတာတွေအရင်မကြည့်တော့ဘဲနဲ့ရှေးဥစွာတော့ချစ်ချင်းရှိသေးရဲ့လားရှေးဥစွာတော့ယုံကြည်ခြင်းကိုလက်စုပ်လက်ကန်ရှိထားရဲ့လားဆိုတာကိုမေးမှဖြစ်ပါတယ်ဒါရီကျန်ခန်းကြီးနဲ့ငယ်၃ငါးနဲ့၅မှာဒီလိုပြောပါတယ်အသိတော်ကိုခန္ဒီနဲ့ပြေဆုံးပြီးငါနာမကြောင့်ဆင်းရဲခြင်းခံပြီးအာမလျှော့တာငါသိပါတယ်။တင်းအသင်းတော်အတွက်စွန့်စားပြီးအသင်းတော်အတွက် sacrifice လုပ်ပြီးဟိုးရှေးမဆွကြတဲ့အသင်ပေးဆက်ခဲ့တာတွေဖျားခင်တည်တယ်လို့အသင်းဥစရာတည်တယ်လို့ကျွန်တော်မတိခဲ့ရင်တော့မှခိုးတော်ကမမေ့ပါဘူး။ ဒါပေမဲ့နှုတ်ကပတ်တော်ကလာနေတယ်။သင်အားမရော့တာကိုသိပေမဲ့သို့တော်လည်းသင်ဒီရှေးဥစွာတော်မြစ်တာရော့ပြီဆိုရင်တော့အပြစ်တင်စရာရှိတယ်။လှုပ်ဆောင်မှုအရေးကြီးပါတယ်။စူးစမ်းတာအရေးကြီးပါတယ်။ဒါပေမဲ့ချစ်မြတ်တာရော့ရင်တော့အပြစ်တင်စရာရှိပဲဆိုတာကိုမမေ့ပါနဲ့။ထို့ကြောင့်သင်ဒီမရွေ့ရော့မီ အရင်နေရာကိုပြန်အောင်းမေ့ပါ။ Hallelujah. နောင်တရပါ။ရှေးဥစွာတော့ခြင်းကိုခြင်းပါ။သို့မဟုတ်ရင်တင့်ရှိရာတော့ငါအလင်းမြန်လာမယ်။နောင်တမရရင်တင့်မိခွက်ကိုငါရွှေ့မယ်။ ရှင်မြင်းရှောလူကရှင်မြင်းမဖြစ်ခင်တော့ကရှမွေလစီရောက်သွားတဲ့ခါမှာဖခင်ရဲ့လူစီကိုပူဇော်ဖို့အတွက်ငါတို့မှဘာရှိလဲလို့တပည့်နဲ့သူတို့စကားပြောပြီးတော့ရှီစုမဲစုငွေတမတ်လေးနဲ့ပူဇော်တယ်ပမာဏအဓိကမဟုတ်ဘူးအရန်ဖခင်ရဲ့လူကိုချစ်ပြီးဖခင်ရဲ့လူကိုလက်ချီတက်တက်သွားမတွေ့ဘူးဆိုတဲ့နှလုံးသားလေးနဲ့သွားတဲ့ခါမှာမနေ့ကဘင်ဂျမင်မျိုးရဲ့တယောက်လာမယ်သူ့ကိုရှင်မြင်းဖြစ်အကောင်းကြီးပေးပါဆိုတဲ့အတန်ကိုကြားထားပြီးသားဖခင်ရဲ့လူကအဲ့မှာကွတ်တီဘင်ဂျမင်မျိုးနွယ်ကရှောလူရောက်လာတဲ့ခါမှာရှင်မြင်းဖြစ်သွားတယ် အစမှာဖရားရဲ့လူကိုယိုသေးတယ်အစမှာဖရားကိုချစ်တယ်အစမှာဘိတ်တိတ်ကိုလေးမြတ်တယ်အစမှာဖရားကိုနေရာပေးအစမှာရှိစုမဲ့စုတဲကစိုက်ပျိုးဖို့အများတိုင်းရှာတယ်ဒါပေမဲ့သူ့ဟာတော့မဟုတ်တော့ဘူးရှင်ဘီယံဂတ်ကိုရှင်းရှင်းဖြည့်ဆည်းပါတိုးနွားတွေအားလုံးဖြည့်ဆည်းပါလို့ပြောတယ်တို့တော့သူ့ဥစ္စာလည်းမဟုတ်ဘူးနော်ဒါပေမဲ့နေနေလိုက်နှမျောပြီးတော့မှတိုးတွေနွားတွေစိတ်တွေကိုထွားတဲ့တိုးကွားတွေသူကတင်းထားလိုက်တဲ့ကာမှာရှင်ဘီလာကသူ့ကိုမဆုံးပါနဲ့နောက်နှမရအောင်နောက်တစ်ခေါက်ရှင်ဘီယံကနော် ရှမွေလာကိုမစောင့်နိုင်ဘဲနဲ့စစ်ထွက်ခန်းကြီးမှာသူတို့ဆူတောင်းဖို့ရှိတယ်။ဒါပေမဲ့ကဲကိစ္စမရှိဘူး။ तू မလာလဲငါချမယ်ကွာ။ကိုကိုွယ်လိုက်တဲ့ခါမှာချက်ချင်းပဲကိုကိုွယ်ချင်းအပြီးမှာရှမွေလာရောက်လာတယ်။ဘာလုပ်တာလဲ။ဒါပေမဲ့ရှောလူကနှောင်တမရဘူး။နောက်ဆုံးမှာမှဖြစ်လေ။ပိတ်သိပ်ပေးတဲ့သူကိုတော့မထိနဲ့လို့စန်းစာပြောတဲ့အတွက်ဒါဝိတ်ကရှောလူရဲ့အင်ဂျီအစွန်းကိုညှက်မိတာမှ तू နှောင်နာရတယ်။ဒါပေမဲ့နှုတ်ကပတ်တော်ရောက်လာတာစီမီကွက်ကိုရွှေ့လိုက်ပြီ။ဒီနေ့ကျွန်တော်တို့စီမီကွက်အရှိမခံခြင်းဘူးဆိုရင်တော့နှောင်တရရအောင်ဟာလေလုယာ။ အရေးကြီးဆုံးကတော့အရင်နှုံးကချစ်မြတ်တာမရောဖို့အတွက်အရေးကြီးတယ်။ဖះကိုမချစ်တော့တဲ့ခါမှာလူတွေကိုမချစ်နိုင်တော့ဘူး။မြင်နိုင်တဲ့လူတွေကိုမချစ်ပဲနဲ့တော့ဖះကိုချစ်တယ်လို့မပြောနဲ့တဲ့။ကျမ်းစာကပြောထားတယ်။ဒါကြောင့်ယောဟန်ခန်းကြီး14ငယ်15ကကြီးမှာတူတူကဖះအောင်ငါကိုချစ်ရင်ငါပညာတို့ကိုစောင်းလျှောက်ကြလော။ရှေးကနဦးရှင်ပေတုနဲ့ရှိမုန်နဲ့ယေရှု တွေ့တဲ့ချိန်မှာဘာလို့သူရေထဲမှာကြီးပြင်းလာတော့တန်ငါတွေက လက်သမားသားကားကိုနားထောင်လဲဆိုတော့ယေရှုကိုချစ်လို့ကိုတော့ပြောတယ်ဆိုရင်တော့ကျွန်တော်လုပ်မယ်ဒီနေ့ကိုတော့နာမကြောင့်သင်ရဲ့အသိပညာကိုကြော်လွန်ပြီးဖျားခိုင်းနေတဲ့ရာဘဟုတုတ္တနဲ့ကြော်လွန်ပြီးစန့်ကျင်ပြီးကိုတော့ခိုင်းနေရာရှိနေတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့တော့လက်ပေးမချဘူးလို့ထင်တယ်ထို့တော်လဲကိုတော့ကိုချစ်လို့ကျွန်တော်လိုက်နာပါမယ်ကိုတော့ကိုချစ်လို့ကျွန်တော်လက်လျှောက်ပါမယ်ဟာလေလုယာဘယ်နှယောက်ကတို့ကဲ့သို့ဆုံးဖြတ်နိုင်ပါတယ်လဲအာမင်ဒါကြောင့် go deeper into your inner spiritual life took in all to ခလာတော်ထိုင်နေတဲ့ချိန်မှာကျွန်တော်ဆိုင်ခေါ်ခြင်းနဲ့တင်ယေရှုအကြောင်းကိုကြားတာကြားပြီဒါပေမဲ့တခါမှအခုလိုနှလုံးသားတဲ့အထိယေရှုကိုဖိတ်ခေါ်ဘူးသေးဘူးဆိုရင်တော့ကိုတော်ကတကားခောက်နေတယ်ဒီနေ့တင်ရောက်ရှိခြင်းကတိုက်ဆိုင်မှုမဟုတ်ဘူးတဲ့ကိုယ်တော်ကငါမင်းနှလုံးသားထဲမှာနေရာယူခြင်းနဲ့သူကနတ်ဘူးတလို့ဇွဝင်မှာမဟုတ်ဘူးတကားခောက်ပြီးရင်ကျေးတိမ်မွေးဆိုတာကျွန်တော်တို့ကိုမေးနေတယ်ငါဝင်ခွင့်ရှိမလား သူ့ကိုဝင်ခွင့်ပြုချင်တယ်ဆိုရင်သူ့ကိုတတ်သခင်ဖြစ်သူ့ကိုဖရားဖြစ်တဲ့ယုံကြည်စိတ်ချကိုးကွယ်ချင်တယ်ဆိုရင်ယခုချိန်ကအကောင်းဆုံးချိန်ဖြစ်တယ်။ဒါကြောင့်အားလုံးထိုင်နေတဲ့ချိန်မှာယေရှုကိုတင်းရဲ့ကယ်တင်ရှင်တင်းအပြစ်အတွက်လက်ဝါးကားထဲမှာတေခံတော်မူသောဖရားဖြစ်ကြောင်းယုံကြည်စိတ်ချကြောင်းဝင်ခံချင်တယ်ဆိုရင်ယေရှုကိုမိမိဖရားဖြစ်ကိုးကွယ်ဖို့ဆုံးဖြတ်ချင်တယ်ဆိုရင်ရှိတဲ့နေရာကနေလက်ရဘလက်ကိုမြှောက်ပေးပါ။အားလုံးမျက်စိမိထားပေးပါ။ ်သင်ဒီနေ့မှန်လာတာဖြစ်နေတယ်လို့ဒီအသင်းတော်မှာပါဝင်တာကြာနေပြီလည်းဖြစ်နေတယ်လို့အခြားသင်းတော်တစ်ခုမှသင်ငယ်စဉ်ကလေးအကြီးပြင်းလာတာဖြစ်နေတယ်ဒါပေမဲ့ကောင်းကင်ရောက်ဖို့အတွက်ယေရှုကအသင်းသားဖြစ်ခြင်းကအဓိကမကြသေးဘူးအသင်းတော်ထဲမှာပါဝင်တာအဓိကမကြသေးဘဲနဲ့ယေရှုကိုတတ်သိခြင်းယုံကြည်မှသာလေငါဒီလမ်းကြီးဖြစ်တယ်တမာတရားဖြစ်တယ်အသက်လည်းဖြစ်တယ်ငါ့ကိုအမိပြုမှပဲခမဲတော်စီရောက်ရမယ်လို့ပြောတဲ့အတွက်ထိုကဲ့သို့လက်ခံခြင်းနဲ့ဆိုရင်လည်းညာဘက်လက်ကိုမြောက်ပေးပါ အခုလက်မြောက်ထားတဲ့သူတွေအရှိကိုကျွန်တော်တကူတကထွက်လာဖို့မဖိတ်ခေါ်တော့ဘူးရှိတဲ့ညလေးမှာခဏလောက်10မိနစ်လောက်မတည့်ရဖို့ကျွန်တော်ဖိတ်ခေါ်ပေးရစေရဲရင်စွာယေရှုကိုချစ်လို့မတည့်ရပေးပါ